္ဂလာပါကျွန်တော်ဒီနေ့ဧပြီလ22ရက်နေ့အင်ကာနီတက်တာအတွက်ဖြစ်ဖြစ်တာနိုင်တဲ့ကဘာရွှေစီအနေထားကိုကျွန်တော်သုံးသပ်ပြပေးမှာဖြစ်ပါတယ်ဒီနေ့မနက်မှာလဲကဘာရွှေစီကထုံးစံတိုင်းပေါ့နော်ကျွန်တော်ဒီအပတ်ဒီမှာထုံးစံတိုင်းလို့ပြောရမယ်စံချိန်တင်မနက်မှာစေးတက်တယ်တတိယပဲကျွန်တော်မနက်ခင်းဈေးကွက်ပွင့်ချိန်တော့မှာကဘာရွှေစီထောက်ဝရမယ်ပုံစံမျိုးဖြစ်နေအမနော်အတက်တာမှာတောက်လျှောက်ဝတက်တာဗျအတက်အားတော်တော်ကောင်းတာမနက်ခင်းအားချဈေးကွက်ချိန်မှာအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကအခုကဘာရွှေစီကဘယ်ထိဆက်တက်ဦးမလဲ ဘယ်ဒီဆက်တက်အောင်လဲအတက်အားဘယ်ဒီကောင်းမလဲအဲ့အားလေးကိုကျွန်တော်တို့တုံ့တက်ကြည့်အောင်ပေါ့နော်အဲ့အဖက်ကကျွန်တော်အရင်ဆုံးကမ္ဘာရွှေဈေးကိုနီးပညာပိုင်းရတုံ့တက်လို့ရအောင်လို့ကမ္ဘာရွှေရဲ့ဈေးအတက်ကြချက်လေးကိုတစ်ချက်သွားတက်သွားတုံ့တက်သွားကြည့်လိုက်အောင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီအာကျွန်တော်ဆရာတရားပြောလို့ဆိုရင်အာကမ္ဘာရွှေဈေးကအခုကမိုးထီအောင်တက်နေရမဟုတ်ဘူးဟိုအာကာသတီအောင်တက်နေရပုံစံမျိုးဖြစ်နေတယ်နော်အဲ့အဖက်ကဒီနေ့မနက်မှာဆိုရင်ကျွန်တော်တို့ကအောက်၃၄ 30 3 8ဝင်းကျင်လောက်မှာဈေးဖွင့်လာခဲ့တယ်ပေါ့နော်မနက်ခင်းမှာကျွန်တော်ကအဲ့စနစ်လောက်ထိပြန်ကျသွားသေးရပြီးရင်ကျွန်တော်တို့ပြီးအဲ့စနစ်လောက်ထိပြန်ကျပြီးတော့တောက်လျှောက်တက်လာတာပေါ့နော်လက်ရှိမှာဆိုကျွန်တော်အမြင်ဆုံးဗရီတက်ခဲ့ပြီးရဲဆို3 4 5လောက်ထိတက်ခဲ့ပြီးပြီးလက်ရှိမှာ3 8 2 8 3ဈေးတန်းဝင်းကျင်မှာဈေးပြေးနေတဲ့အနေထားကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဖက်တဲ့ခါမှာကျွန်တော်တို့ကပ္ပရွှေစီရဒီနေ့မနက်ခင်းမှာတင်အနေဆုံးစင်းနဲ့အမြင့်ဆုံးစင်းကြမှာကျွန်တော်တို့ပစ် အာကျွန်တော် point ပေါ့နော် point 83 point ကျွန်တော် market ခွဲရဆို83ပစ်ရှိတယ်ခင်ဗျာဒီနေ့မနက်ခင်းလေးမှာ83ပဲနော်အဲတကယ်လို့ဒါနေ့လည်းခင်းညဘက်တွေပါဆက်တက်နေဆိုရင်တနေ့တည်းနဲ့ပြကျွန်တော်ပစ်130 140 point 130 140လောက်အနည်းဆုံးတွားမဲ့အနေအထားမျိုးရှိတယ်အဲအဖြစ်တခါမှာကျွန်တော်တို့လက်ရှိကဘာရွှေစီးရဒီလက်ရှိရောက်နေတဲ့ဈေးနှုန်းဝင်းကျင်မှာကျွန်တော်ကအတက်တန့်သွားတဲ့အနေအထားမျိုးတွေ့ရတယ်ခင်ဗျာ တနည်းအားဖြင့်အာဆက်တောက်လျှောက်တက်နေရနေဒီစီရနာဝင်ကျင်အသက်အသက်တန့်သွားတယ်ဘယ်စီရန်လေးလဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့အချိန်တနားရီအတိုင်းတားနဲ့ကျွန်တော်တို့သွားကြည့်မယ်ဆိုရင်ကျွန်တော်တို့အာဒီပေါ့နှစ်လေး60စီရန်ဝင်ကျင်နှစ်လေး60ပေါ့ဒီစီရန်ဝင်ကျင်လေးရကျွန်တော်တို့အနာဝင်ကျင်မှာကျွန်တော်အသက်တန့်သွားအနေထားမျိုးတွေ့ရတယ်ဒီမှာဆိုကျွန်တော်လက်ရှိမှာဆိုအကြကန်တယ်လေးပြန်ပြနေရပါတော့เนาะအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီ လက်ရှိရောက်နေတဲ့2.60ဈေးတန်းသားဝင်ကျင်ကကျွန်တော်ဈေးတက်ဖို့အဓိကအဟန်သားဈေးတန်းတနည်းအားဖြင့်ကျွန်တော်တို့ market ခေါ်ရဆို stock resistance ဈေးတန်းလို့ပြောလို့ရတယ်ဟုတ်ပြီ zone အနေနဲ့ပြောပါဆိုရင်2.3.60 3.60နဲ့3.500ဈေးတန်းဆုံးဒီကြားလေးကဈေးတက်ဖို့အဓိကအဟန်သားဈေးတန်းစုံလို့ပြောလို့ရတယ်ဒီဈေးတန်းစုံလေးကိုဖောက်တက်သွားရင်တော့ဗျာကျွန်တော်3 3530ဒီ3550ဒီဆက်တက်လိမ့်မယ်ဒီ3490နဲ့ 3500ဈေးတန်းဆုံးမဖောက်နိုင်ရင်တော့ဒီဈေးတန်းကနေအတက်တက်နိုင်လေခင်ဗျာဒီနေရာမှာတခုရှိရပေါ့မနေ့ကင်းတော့ကျွန်တော်မိတ်ဆွေတယောက်ပြောပြဒီ3900နဲ့3500နာမှာဈေးအတက်တက်နိုင်တယ်ပြောတာ तू ကရောင်းမှလာမေးတယ်ကျွန်တော်တို့ကရောင်းမှလာဟိုဟာတောက်လျှောက်ကြတော့မှလာမဟုတ်ဘူးကျွန်တော်ကအတက်တက်နိုင်တယ်ဆိုတာကဒီဈေးတန်းဝင်းကျင်မှာအတက်အားတွေဝဲလူအားတွေခဏရက်သွားဝယ်လို့အရင်ခဏရတော့ဒီနေသားမှာနှမျိုးဖြစ်နိုင်တယ်ဗောဒီဈေးနှံစုံသားမှာနံပါတ်1ဈေးဤတာ ကျွန်တော်တို့ market ခွဲရဆို site way consolidation လို့ပြောလို့ရဒီဈေးနှုန်းစုံနာမှာဈေးဤတာဖြစ်နိုင်တယ်။ဥပမာ380 390 380 90ဒီညမှာဈေးဤတာဖြစ်နိုင်တယ်။နောက်တစ်ခုကနည်းနည်းလေးပြန်ကျတာမျိုးဖြစ်နိုင်တယ်။ဥပမာဆိုကြပါဆိုပြကျွန်တော်တို့ဒီ390ဈေးနှုန်းဝင်ကျင်3500ဈေးနှုန်းဝင်ကျင်ရနေပြဥပမာ3450တို့3450တို့3430စတဲ့အဲ့ဒီဈေးနှုန်းလေးကိုပြန်ကျရေးတိုးပြန်ကျတာမျိုးဖြစ်နိုင်တယ်။ဘယ်လိုမျိုးကြီးတောင်းလျှောက်အကျပြန်လာမယ်လို့ဆိုလို့တာမဟုတ်ဘူး။ကျွန်တော်တို့ကအသက်အားကောင်းတဲ့အသက်လေးတန့်သွားတယ် အသက်တန်းတဲ့နေသားမှာဈေးဤတာသို့မဟုတ်ဈေးနည်းနည်းပြန်ကြတာမျိုးဖြစ်နိုင်တယ်အဲ့ဒါပြတ်ခါမှာလက်ရှိကဘာရွှေဈေးရရှင်းပါကျွန်တော်ဈေးအသက်လာရမှာပဲရှိနေတော့မှာပဲဈေးအကျအာကောင်းကောင်းပြန်လာမဲ့အနေအထားမျိုးကျွန်တော်မတွေးရသေးဘူးအဲ့ဒါပြတ်ခါမှာကျွန်တော်ကဒီနှစ်လေးကို 3690ဆိုရင်2690တော့ပြတ်သွားကျွန်တော်3690ပေါ့3690နဲ့3900ဈေးတန်းဝင်ခြင်းဆုံးမှာကျွန်တော်အသက်တက်နိုင်လဲဆိုရင်ကျွန်တော်တို့ကအဲ့ဈေးတန်းဆုံးမှာကျွန်တော်တို့ကရေတိုးအယောင်းလေးတွေတော့ဝင်လို့ရတယ်ဒါပေမဲ့လောဘကြီးလို့တော့မရဘူးကျွန်တော်ထိုက်တင်တဲ့အကျိုးမြတ်တွေပါဥပမာပြ3690နဲ့3900ကြာမှာကျွန်တော်ရောင်းတယ်3480နာသို့မဟုတ်3480နာအဲ့လောက်လောက်ဆိုရင်ကျွန်တော်အမြန်ပိုင်းလိုက်ပါတော့အရှုံးပိုင်းဈေးတန်းကတော့3500အထက်လောက်ပြီပါတော့ပြီးကျွန်တော်ကအဲ့လိုမျိုးရေတိုးလေးဈေးပြန်ကြလာရင်ကျွန်တော်ကဝယ်ဖို့ကျွန်တော်တို့ စောင့်ကြည့်ရမှာခင်ဗျအဝဲဝင်ပုတ်ဗာလက်ရှိကမ္ဘာကျွတ်စီတွားနေလမ်းကြောင်းအတက်လမ်းကြောင်းအဲ့ဒီနေသားမှာကျွန်တော်တို့ကဝဲတာကကျွန်တော်တို့အတွက်ပို့ပြီးတော့စိတ်ဖြစ်တယ်ရောင်းနာကဝဲတာနဲ့ဆိုင်ကျွန်တော်တို့အနေရများတယ်အနေရများပတ်သက်ခါမှာကျွန်တော်လက်ရှိမှာဆိုရင်လည်းကမ္ဘာကျွတ်ထရိုက်တာအရှုံးပေါ်နေတဲ့ကမ္ဘာကျွတ်ထရိုက်တာတွေအထည်နာနေတဲ့ကမ္ဘာကျွတ်ထရိုက်တာများစုကိုကြည့်မှဆိုရင်လည်းအရောင်းနေကြောင်းများတယ်အဝဲကြောင်းထည့်ရလူရေမရှိတာအဝဲကြောင့်ထည့်ရလူကနည်းတယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့က ရောင်းလို့ရတယ်ဒါပေမဲ့အဲ့အယောင်ကိုကျွန်တော်တို့ကဒီ3390350ကြောင်းစောင့်ပြီးတော့ဖြစ်နိုင်ကိုကတစ်ဖက်ကဒီကန်တဲတွေပေါ့နော်ဒီကဘာရွှေဒီအစေးတကြောင်ပြတဲ့ကန်တဲအတီပူချက်တွေပါရေးနီးစနစ်ပိုင်းရအတီပူချက်တွေပါရေးစောင့်ပြီးမှရောင်းလာတော့ပူကောင်းနိုင်မှာပေါ့နော်အဝယ်ဆိုရင်တော့ကျွန်တော်ဈေးပြန်ကြတဲ့အချိန်မှာကျွန်တော်ဘယ်ဈေးကနေမှဝယ်လို့ရလဲ 3480လောက်ကနေစပြီးဝယ်လို့ရတယ်ဒါပေမဲ့3480နားဗျအခက်မသိရင်ကျွန်တော်ကတခါလေကြောက်သိရမလားကဘာရွှေကတက်တော့တက်တယ်ဗျဒါပေမဲ့အောက်ကိုနည်းနည်း switch ချပြီးမှတက်သွားရင်ဟာမျိုးအဲ့လိုဟာမျိုးရှိတာဖြစ်တဲ့ခါမှာကျွန်တော်တို့က3480ကတော့နည်းနည်းလေးတော့အနေငယ်များဒါပေမဲ့3480ကနေစပြီးဝယ်လို့ရတယ်3480အောက်ဈေးဖောက်ကြရင်တော့ဒီကျွန်တော်တို့ဒီဘာ3040နားဝင်ခြင်းမှာဝယ်လို့ရတယ်3040ပြီးရင်ကျွန်တော်တို့အောက်မှာဆို3025ဒီဈေးတန်းနေရာကျွန်တော်ဝယ်လို့ရတဲ့ဈေးတန်းစုံလေးတွေဗျ ဈေးပြန်ကြရင်ကျွန်တော်ကဝယ်ဖို့ချောင်းမယ်ဝယ်ဖို့ချောင်းမယ်3.80 3.40 3.25အဲ့ဈေးတန်းဝင်ကျင်နေမှာဝယ်လို့ရတယ်အဲ့ဒါခုရှိရပေါ့မှန်တဲ့လက်ရှိရဈေးအသက်ဖက်သွားနေရမှန်တဲ့ဈေးအတက်အားကောင်းနေရမှန်တဲ့ဝယ်တာကရောင်းတာနဲ့ဆိုင်ပိုအနည်းငယ်ကင်းတာမှန်တဲ့ risk နဲ့တာမှန်ပေမဲ့လည်းတစ်ဖက်က risk management တော့လှုပ်ထားဖို့လိုအပ်တယ်ကျွန်တော် market ကွာဆိုအရှုံးပိုင်းဈေးတန်းလေးနေပေးထားဖို့လို့လည်းအဝယ်ဖြစ်စေအယောင်ဖြစ်စေအရှုံးပိုင်းဈေးတန်းလေးတတ်မှတ်ထားဖို့လိုအပ်တယ်ခင်ဗျာ မဟုတ်ဘဲနဲ့ကျွန်တော်ကဗျာဟာတက်မဲ့ဆိုပြီးတော့ဗျာကျွန်တော်ဝဲတယ်အရှုံးပိုင်းစီတမ်းမှာပြီး3.90မှာဝဲတယ်3.40မှာဝဲတယ်3.25မှာဝဲတယ်ပြောမရဘူးဗျာကျွန်တော်လက်ရှိကမ္ဘာနိုင်ငံရေးနေတာဗျာဥပမာပြောဆိုကြပါဆိုဗျာထရန့်ကတေးုံနဲ့ကုံသွယ်ရေးစစ်ပွဲညိနိုင်မယ်ဘာညာပေါ့နော်ဒါမှမဟုတ်လေဗျာဟိုမှာအာသူတို့ဆွေးနွေးပွဲစကားဝိုင်းထိုက်မယ် ပြီးရင်လက်ရှိပြည်ထနာတက်နေဥမာဆိုကြပါစို့အဲအမေရိကန်ပုံမှန်ဩဂရနဲ့ထရန်ပြည်လည်သွားပြီးဘာညာသတင်းတွေထွက်လာပြီးဆိုကမ္ဘာ့ရွှေစရာညဘက်အမေရိကန်စီးကွက်ချိန်မှာပြဟိုးအောက်တီထိုးကြွားရမျိုးဖြစ်ပြီဆိုရင်ကျွန်တော်တို့ကမှတ်နေအဝဲကအနေနဲ့ကင်းလာတော့မှန်တယ်တစ်ဖက်က risk management လုပ်မထားဘူးဆိုရင်ကျွန်တော်တို့ကအဝဲဝဲတဲ့ဆိုပေမဲ့လည်းကျွန်တော်တို့အနေနဲ့များသွားရဖြစ်နေမျိုးဖြစ်နိုင်တယ်ခင်ဗျအဲ့ဒါဘက်တစ်ခါမှာကျွန်တော်တို့ကကမ္ဘာ့ရွှေမှာအဓိကကြတာကကျွန်တော်တို့ဝဲတာရောင်းတာတဲ့အဲ့ဒီ risk management ပေါ့တနည်းအားဖြင့်ကိုက အရောင်းဝယ် order တချောင်းဝင်တော့မယ်ဆိုဘယ်ဈေးမှာအရှုံးပိုင်းမလဲအဲ့ရအရန်အရေးကြီးရယ်ခင်ဗျအဲ့အရှုံးပိုင်းတက်မှတ်တာမျိုးမရှိဘူးမရှိဘူးဆိုရင်ကျွန်တော်တို့ကခုနပြောလို့ပဲအဝယ်ဝင်ဝင်အရောင်းဝယ်ဝင်အနေနဲ့များတဲ့အနေအထားမျိုးကြီးကျွမ်းနိုင်တယ်အာလက်ရှိမှာကျွန်တော်ပြအရောင်းကြောင့်ထိကြတဲ့ကမ္ဘာ့ရွှေထွေတာတွေထဲမှာဆိုရင်အဲ့ risk management ကောင်းကောင်းသတ်မှတ်ထားတဲ့လူတွေဆိုရင်တနည်းအားဖြင့်အရှုံးပိုင်းဈေးနှံပေးထားတဲ့လူတွေဆိုရင်သူများလေဗျာမှန်တယ်အရောင်းကြောင့် တထောင်ထိတဲ့အနေအထားမျိုးမှာဥပမာဆိုကြပါစို့အဲ့ဒီ risk management တတ်မှတ်ထားရလူကြီးကတထောင်တထောင်လောက်ပဲထိတာမျိုးအဲ့လိုမျိုးတွေအနေအထားမျိုးတွေရှိရအရှုံးနေတာပေါ့နော်အရှုံးနေတာသူများလည်းစာရင်အရှုံးတက်တာတခါကြတော့ကျွန်တော်တို့ကအကြောင်းဝယ်လုပ်ငန်းမှာဒီလိုကပတ်ရှူ trading လုပ်ငန်းမှာအမြဲတမ်းမျက်နှာပို့ဆိုတာတဲ့အမြဲရဖို့ဆိုတာတခါလေကအရှုံးနေတာလေဒါကျွန်တော်တို့တို့ကအမြဲရတဲ့သဘောမျိုးလို့ပြောလို့ရတယ်။သူများလေးပြားဥမာဆိုကြပါစို့9000 10000ရှုံးနေချိန်မှာကိုက1000 2000လောက်ပဲရှုံးနေ။သူများရဲ့စာရင်အရှုံးတက်တာလေ။ ဒါလည်းကျွန်တော်တို့ကအယုံတတာလည်းအမြင်ရရလို့ပြောလို့ရတယ်။တနည်းအားဖြင့်ကိုက risk management သိချလှုပ်ထားရပေါ့နော်။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကအဓိက margin တော့ကိုကဝဲဝဲရောင်းရောင်းပါအဝယ်ရမှန်တဲ့အယောင်းနဲ့စာရင်ဒီကာလမှာစီပိုဖြစ်တာမှန်တဲ့ဒါပေမဲ့ risk management တော့လှုပ်ထားဖို့လိုအပ်ပါတယ်။မဟုတ်ဘဲနဲ့ကိုက risk management မလုပ်ဘဲပြကျွန်တော်တို့ကရောက်တဲ့စီမှာဝဲပြီးရင်အယောင်းဝယ်ပမာဏကိုလည်းမချိန်ဘူး။အယောင်းဝယ်ပမာဏရဲ့အများကြီးနဲ့ဝင်တဲ့အချိန်ပိုင်းစရာနေဘာမှမပေးဘူးဆိုရင်တော့ ီကာလကအနေရများပါလေကမ္ဘာ့ရွှေထွေးတဲ့ခါမှာကျွန်တော်တို့ဟိုအများကြီးဆုံးရှုံးသွားမျိုးတွေဖြစ်နိုင်တယ်ခင်ဗျအဲ့ဒါပတ်သက်ခါမှာကျွန်တော်အဲ့ရလေးကိုတတိထားစေချင်ပါတယ်ကျွန်တော်တို့ကမှတ်ထားပါကျွန်တော်ဥမာပြရေကူးပြိုင်ပွဲတွေဥမာအိုလံပစ်ရေကူးပြိုင်ပွဲတွေတကယ် professional နေပြိုင်တဲ့ရေကူးအာဇမနေပြိုင်တဲ့ရေကူးပြိုင်ပွဲမှာတော့မှကျွန်တော်တို့ live cat တွေထားပြရတယ် live cat ဆိုတာကေဆယ်ရေးဝန်ထမ်းတွေထားပြရတယ်ဥမာ professional ရေကူးတမားတွေတခုခုအနေရကျုံလာပြီမမြောင်လေးနိုင်ချင်းတွေကြောင့်တခုအနေရကျုံလာပြီဆိုသူတို့ကေဆယ်ဖို့အတွက် ရေတွေကနေကွယ်ဆဲဖို့သူက live cut တွေထားပြရတယ်အဲ့ဒါ risk management ပဲတကယ်ကဘာပေါ်မှာအတော်ဆုံးရေကူးသမားတွေပြိုင်နေအိုလံပစ်ပြိုင်ပွဲမှာတော့မှတခုတော့အခြေအနေကြောင့် risk ဖြစ်လာခဲ့ရင် risk management လုပ်ထားရတယ်ကျွန်တော်တို့ကဘာရှူထွေတွေမှာလည်းဘဝဖြစ်ပြီးအယောင်ဖြစ်ပြီး risk management ကအရေးကြီးဆုံးပဲကျွန်တော်တို့ဘယ်စီးမှဝယ်ရမလဲဘယ်စီးမှရောင်းရမလဲခဏထားအောင်အဲ့ risk management ကောင်းကောင်းလုပ်တတ်မယ်တစ်ဖက်ကလည်းကိုအယောင်ဝယ်လုပ်မယ်ပမာဏကိုကိုကကောင်းကောင်းချိန်ညှိတက်မယ်ဆိုရင် သူများကြီးထက်ဆိုင်ဟိုကရှုံးညင်တော့မှသူများကြီးထက်ဆိုင်ဆုံးရှုံးပမာဏနဲဝါလေးပဲဗျအဲ့ရလေးကတရေးကြည့်တယ်ပေါ့နော်အဲ့ရဘက်ကကျွန်တော်ခုနကစကားပြန်ဆက်မယ်ဆိုရင်နော်ဒီကဘာအာဒီဒီနေ့အတွက်ပေါ့ကျွန်တော်2480 2440 2အဆို3480 3440 3425 SD နေမှာကျွန်တော်တို့ဝယ်လို့ရတယ်ဝယ်လို့ရတယ် diamond ခုနပြောတဲ့ risk management เนาะလောက်တာပါအရှုံးပိုင်းဈေးတန်းတော့ပေးထားပါကျွန်တော်တို့ဟုတ်ပြီအဲ့ဒါပြတ်တက်ကံဒီနေ့အတွက်တော့ကျွန်တော်ကတော့ 3500အထက်ဈေးတက်နိုင်မလားဈေးတက်နိုင်ပါမလားလို့နည်းနည်းတော့စဉ်းစားနေရပါဘာလို့လဲမိမဲ့ဆိုရင်ကျွန်တော်တို့ကကပ္ပရွှေစိတောက်လျှောက်တက်လာတာပြီးခဲ့တဲ့ဇန်နဝါရီလဆိုရင်2600 2600နဲ့အခုဆိုရင်3500ဆိုရင်တော့0.900ပြ900လောက်ဖြစ်နေဒီနေသားမှာအတက်နည်းနည်းနားလာမျိုးဖြစ်နေတယ်မှန်တယ်3500အထက်မတက်နိုင်ဘူးလားတက်နိုင်တယ်ဒါပေမဲ့3500အထက်ကိုဖောက်တက်နိုင်ဖို့အတွက်အောက်ကိုဈေးနည်းနည်းပြန်ကျပြီးတော့ဝယ်လူအားတွေပြန်စုတာမျိုးဖြစ်နေတယ် ဲ့အပ်တဲ့ခါမှာကျွန်တော်တို့က3500စီတန်းဝင်းကျင်ရနည်းနည်းလေးများရေတို့လေးစီအကြပြန်ကြုံရမလားပေါ့နော်တခုရှိတာတောက်ချောက်ကြီးကြမယ်ဆိုလို့လားမဟုတ်နော်ကျွန်တော်ပြောတာရေတို့စီအကြတနည်းအားဖြင့်အောက်ကိုနည်းနည်းစီနည်းနည်းပြန်ကြပြီးဝဲလိုအားတွေပြန်စုတာမျိုးဒါမှမဟုတ်ဒီနားမှာဈေးဤပြီးတော့တပကသတင်းတွေစောင့်တာမျိုးဝဲလိုအားတွေဝင်လာတာစောင့်တာမျိုးဖြစ်နိုင်တယ်အဲ့အပ်တဲ့ခါမှာကျွန်တော်ဒီနေ့အတွက်ဆိုရင်တော့3500အထက်ဈေးမတက်တော့လက်ရှိအနေထားအထိပေါ့နော်လက်ရှိအနေထားအထိတော့3500အထက်ဈေး မတက်နိုင်သေးဘူးလို့ကျွန်တော်တော့သုံးသပ်မိတယ်ဘယ်လိုလေးဆက်ဖြစ်လာမလဲဆိုတာတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်အောင်ကျွန်တော်သုံးသပ်ချက်ကိုလည်း100%မယုံပါနဲ့တရားရကလည်းမယုံပါနဲ့ကျွန်တော်ကလည်းဖြစ်လာနိုင်ခြေရှိတဲ့အလားအလာကိုပဲသုံးသပ်ပြပေးခြင်းဖြစ်ပါတယ်။ဒီခါလေးတတိယနေ့ထွက်လာတဲ့နေသားလေးဈေးကွက် update နေသားလေးပေါ်မူတည်ပြီးတော့ပြောမြအောင်တော့900အထက်တက်ပြီးတော့ပြ3930 3950တိရောက်သွားနိုင်တာပဲ။အဲ့ဘက်က3900အထက်ကိုဖောက်တက်ပြီးဆိုရင်တော့တိတ်ကြတယ်။အနည်းဆုံးမတက်ဘူးဆိုရင်တော့3930လောက်တိအနည်းဆုံးဆက်တက်လိမ့်မယ်။ အဲတကယ်လို့ကိုကဗျာကျွန်တော်တို့ခုနပြောလို့ပဲကိုကတော့900အထက်ဖောက်တက်မှာဝယ်ခြင်းနဲ့ဆိုရေလိုလိုက်ဝယ်ခြင်းနဲ့ဆိုလဲဝယ်လို့ရတယ်လိုက်ဝယ်လို့ရတယ်390 390 30ဒီကျွန်တော်အမြတ်ပိုင်းစီတန်းတာဂက်ထားပြီးတော့အရှုံးပိုင်းစီတန်းဝင်မယ်ကျွန်တော်တော့900စီတန်းအောက်မှာကျွန်တော်တို့အာတာဂက်အာပိတ်ပြီးတော့ကျွန်တော်တို့ဝယ်လို့ရတယ်ဒါ390အထက်ဖောက်တက်ခဲ့မယ်ဆိုရပေါ့နော်အဲအပတ်တခါမှာကျွန်တော်ဒီနေ့အင်ကာနစ်တရက်တာအပိတ်စေးတာနီးပညာပိုင်းရ390အထက်ပိတ်ခဲ့မယ်ဆိုရင်တော့ဈေးဆက်တက်လိမ့်မယ်ခင်ဗျ ဈေးဆက်တက်လိမ့်မယ်မနေ့ပြန်မှာအနည်းဆုံးမမြအောင်ဆိုရင်330လောက်ဒီမြင်ရလိမ့်မယ်အာစန့်ကျင်ဘက်နေနဲ့ပါတော့ဖြစ်နိုင်ကြတော့နေတယ်ဒါပြောလို့တော့မရဘူးကမ္ဘာရွှေမှာဘာမစိုးဖြစ်နိုင်တာပြတာပြတ်တက်ကမှာဒီနေ့တရက်တာအပိတ်စေးလာ3425အောက်မှာစီးပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ကမ္ဘာရွှေကိုကျွန်တော်တို့မနေ့ပြန်လောက်မှာပေါ့ရေတို့ဈေးပြန်ကြတာမျိုးဂျီတို့ဈေးအကြအကောင်းတာမျိုးကျွန်တော်မြင်ရနိုင်ပါတယ် ါကတော့ကျွန်တော်တို့ဒီနေ့တနေ့တာနေထားတဲ့နီးပညာပိုင်းအသုံးသချက်ပေါ့နော်အဲ့ဘက်ကဒီနေ့မှလည်းအဝယ်ဘက်ဥစားပေးပါဈေးကြလိုက်အဝယ်ဘက်ဥစားပေးပါရောင်းမှဈေးတန်းနေထားတော့ကျွန်တော်ခုနပဲ3.60နဲ့3.50ဂျာမန်ပဲကျွန်တော်စဉ်းစားမယ်ပေါ့နော်ဟုတ်ပြီပြီးရင်ကျွန်တော်တို့သတင်းပန်းကိုကြည့်လိုက်သတင်းပန်းကြည့်တဲ့အခါမှာကျွန်တော်ဒီနေ့သတင်းမရှိဘူး တတိယမနေ့ရက်တတိယမရှိဘူးတတိယတတိယမရှိဘူးတတိယမရှိရက်ရက်ဒီမှာတောက်လျှောက်တက်နေတတိယဖြစ်တတိယကအဟန်သားဒေတာကအဟန်သားမရှိဘူးအဓိက breaking news တွေလောက်ပဲကျွန်တော်ကြည့်ရဒေတာအဟန်သားမရှိတဲ့အနေထားမှာကမ္ဘာရွှေစရတောက်လျှောက်တောက်လျှောက်တက်နေတဲ့အနေထားမျိုးတွေ့ရတယ်တကယ်လို့ဒေတာထွက်ဖို့ရှိနေအောင်မှာအဲ့ဒေတာကိုစောင့်ကြည့်တဲ့အနေနဲ့အခုလောက်အတက်အားကောင်းတာမျိုးမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်မနက်ခင်းအားရှဆေးကွက်ချင်းနေပေါ့နော်အဲ့အားဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီနေ့ညအမေရိကန်ဈေးကွက်ချင်းကိုလည်းတစ်ချက်စောင့်ကြည့်ရမယ်ခင်ဗျာဒီနေ့ညအမေရိကန်ဈေးကွက်အချိန်မှသာဆက်တက်တဲ့ဆိုရင်တော့ ကဘာချွေရတော့ကျွန်တော်အာဒီတစ်ပတ်သွင်းအောင်ကျွန်တော်ပြအခု3500အထက်ကျော်ပြီ3600တွေပါရတော့ရောက်သွားနိုင်တဲ့အနေထားမျိုးဖြစ်နေရပေါ့နော်အဲ့ဒါပြတဲ့ကမှာအဲ့ဒီအနေထားကိုဆက်စောင့်ကြည့်ရမယ်ဒီနေ့အာညအမေရိကန်ဈေးကွက်ချိန်မှာအဲ့3490 3500ကနေအေးနည်းနည်းလေးဈေးပြန်ကန်ကြနိုင်မလားအဲ့နာပဲဤနေမလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဒေါ်လာအင်တက်ကိုကြည့်မယ်ဆိုရင်လည်းဒေါ်လာအင်တက်68အောက်ရောက်နေရှင်းပါရကျွန်တော်ကဘာရွှေတက်လေးလေးဒေါ်လာအင်တက်ကကျလေးလေးပဲ အဖရကာဒေါ်လာအင်းကလည်းလက်ရှိမှာရေးတို့ပြန်ကန်တက်မဲ့အနေထားမျိုးတော့မတွေ့ရဘူးဒါမဲ့69တတမ5တုံညာ3ဝင်းချင်မှာတော့ဈေးနဲ့အီမက်အနေထားမျိုးတွေ့ရတယ်ခင်ဗျာဒေါ်လာအင်းကပေါ့နော်အဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒေါ်လာအင်းတက်ဈေးအီနေရင်တစ်ဖက်ကကဘာရွှေရလဲဈေးအီရတော့မဟုတ်ရေးတို့ကြတာမျိုးလေးတော့မြင်ရနိုင်တယ်ပြီးတော့ပါကျွန်တော်တို့လက်ရှိမှာဆိုရင်ကျွန်တော်တို့ကအဲ့အမေရိကန်ပုံမှန်ဩဂရပိုးဝက်ကလာမဲ့ပေါ့နော်အဲ့ကျွန်တော်တို့ အာမေလ၁ရက်နေ့ပေါ့မေလ၁ရက်နေ့ကျွန်တော်တို့အမေရိကန်ဘန်တူနိုဆုံးဖြတ်ချက်မှာအမေရိကန်ဘန်တူကိုရှော့မယ်လို့ကျွန်တော်တို့ကြားတယ်ထရမ့်ဖြစ်စီချင်တိုင်းလေပေါ့ထရမ့်ဖြစ်စီချင်တဲ့အတိုင်းကျွန်တော်တို့ရှော့မယ်လို့ကြားရတယ်နည်းနည်းရှော့မလားများများရှော့မလားအဲ့ဒါပဲကြည့်ရမှာရှော့ဖို့ကတော့တည်ကြတယ်အဲ့အဲ့ဒီတင်းရကလည်းလက်ရှိကဘာချွေစီတက်ဖို့အတွက်အထောက်ပံ့ပေးရတယ်မှာပါတယ်ဒီပါဒီပါတီးတပတ်ကတီးုံနေဟိုဟာအာအမေရိကန်ကုန်သွယ်ရေးစစ်ကခဏငြိမ်သွားတယ်ဆိုပေမဲ့လည်းတပတ်ကဒီ အဲ့ဒီဘန်တူလုံးရှော့မဲ့တဲ့င်းပြီးတော့ကျွန်တော်တို့ trunk ကပိုးဝဲကိုမကျဉ်းနှံ့ဘူးကိုမကျဉ်းနှံ့ဥစားမှတ်နေနောက်လာရှော့ပေးမယ်ဆိုရင်တော့မှ तू ရှော့တာနောက်ကြတယ်ပေါ့နော်ရှော့တာနောက်ကြတယ်အမှန်တော့ तू तू ကဒီနှစ်စကလေး तू တမလာတတန်စကလေးရှော့မှာဘာညာဆိုပြီးတော့ trunk လေးတန်းနေပိုင်းပြည့်နေအောင်ဒီလာကုန်မှာ तू ပိုးဝဲကိုထုတ်နိုင်ဖို့နီလန်ရှာနေတယ်ဘာညာလေအဲ့ဒီတဲ့င်းနေကြောင်ပဲကပ္ပရွှေစရာတက်လာတာနော်ဒီနေရာဖြင့်ပိုးဝဲထုတ်ခံထုတ်ခံရင်တဖက်ကအမေရိကန်စီးပွားရေးကပ္ပစီးပွားရေးပေါ်တက်ရောက်လာနိုင်တဲ့အကျိုးဆက်တွေပေါ် trader တွေ investor တွေစိုးရိမ်နေကြတယ်ပြီးတော့ American ဘန်တို့ short မဲ့အနေထားတွေအဲ့ဒီအနေထားတွေကကျွန်တော်တို့ဒီကဘာစီးပွားရေးနဲ့ American စီးပွားရေးပေါ့ကောင်းကောင်းတက်ရောက်မှုရှိနေတယ်ပေါ့နော်အဲအဲ့ဘန်တို့လုံး short မဲ့ဆိုရင် American အစိုးရအတင်းနေအကျွေးတွေနေနဲ့အတိုးတက်တာပါမယ်ဒါပေမဲ့တစ်ဖက်က American နိုင်ငံထဲမှာကျွန်တော်တို့တို့အဲ့အထားတဲ့ဗန်အငွေတွေယင်းနီမုန်နဲ့ထားယင်းနီမုန်နဲ့မှုတွေကပြန်ထွက်သွားတဲ့နေ့သွားနိုင်ခြေရှိတယ်။အဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က ကျိုးဆက်တွေပေါ့နော်အကျိုးဆက်တွေကမ္ဘာစီးပွားရေးလောကကိုပဲတနည်းအားဖြင့်ကျွန်တော်စီးပွားရေးပြက်ကက်တွေပိုင်းဖြစ်သွားနိုင်တဲ့အထိကျွန်တော်တို့ကအကျိုးဆက်တွေရှိလာဖြစ်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီအနေအထားအကြောင်းပဲကမ္ဘာရွှေရတောင်းလျှောက်တောင်းလျှောက်တက်လာတာပေါ့အဝယ်လိုက်အဝယ်လိုက်တဲ့အဝယ်လိုက်တဲ့ဒါမဲ့တခုတတိထားမှာကျွန်တော်ကအာအဲ့လိုတောင်းလျှောက်တက်နေရင်ကြပြီဆိုရင်လဲအကြကြမ်းတဲ့အနေအထားမျိုးတော့ရှိတတ်တယ်ပေါ့နော်အဲ့ဒီအခါမှာကျွန်တော်တို့ကအဲ့ဒီဟာလေလက်ရှိထင်ကြီးတော့ကြမဲ့အလားလာမတွေ့ရသေးဘူး ဘာလို့ဆိုကျွန်တော်တို့ကကန်တယ်တွေကြည့်နေတိုင်းကန်တယ်နေမှာဗျာကျွန်တော်တို့အကြတုံးခက်ကြီးကြီးတရက်တာကန်တယ်တွေတရက်တာအနေထားမှာအကြတုံးအကြအားခက်များများအခုချိန်ဒီမတွေ့ရသေးဘူးအာနောက်ဆုံးတွေ့ခဲ့ရတာဗျာကျွန်တော်တို့အာအဲဧပြီလပထမ ပထမပတ်သက်လောက်ပဲတွေ့ခဲ့ရတာပေါ့နော်အခုချိန်ဒီဒီ၃ဘတ်လောက်အတွင်းမှာကျွန်တော်ဘာမှမတွေ့ရသေးဘူး။အဲ့ဒီနေထာမှာအကြတရက်တာစေးအကြမတွေ့ရသေးတဲ့နေထာမှာကျွန်တော်လက်ရှိမှာတော့ကပ္ပရွှေစေးရတော့စီးအတက်အား စကောင်းသားမျိုးဒါမှမဟုတ်လည်းဒီနောက်ဈေးဤနေတာမျိုးနည်းနည်းလေးဈေးပြန်ကြပြီးတော့ပြန်တက်သွားတာမျိုးအဲ့လိုမျိုးတွေကျွန်တော်ကြုံရနိုင်ပါအဲ့အပတ်ခါမှာကျွန်တော်တို့တရင်ပိုင်းရဆိုရင်တော့အဲ့အမေရိကန်ဘိုဘန်နဲ့ပတ်သက်တဲ့တရင်မျိုးနည်းလေးတတိထားဖို့လိုအပ်တယ်တပတ်ကတီယုန်နဲ့အမေရိကန် trade war တရင်ရတော့ငြိမ်းနေသေးတယ်ဒါပေမဲ့အဲ့ဒီတရင်ရလည်းဘယ်ချိန်ထပေါ့မလဲမသိဘူးအဓိကတော့ကျွန်တော်တရင်အပိုင်းရဘယ်လိုပဲဖြစ်ပါစေကျွန်တော်ဒီပညာပိုင်းရကျွန်တော်အတိပြုချက်စောင့်ပြီးမှပဲအရောက်ဝင်လို့တာအကောင်းဆုံးပဲဖြစ်ပါတယ် တတိယကျွန်တော်တို့ကဘာရွှေရဲ့ကျွန်တော်တို့ဝဲလူအားရောင်းလူအားချင်းတွေကိုပြပေးတယ်။နီးပညာပိုင်းကတော့ကဘာရွှေစီရဲ့လာရတတိယအဖြစ်ကဘာရွှေကိုဘယ်စီမှဝဲတင်လဲဘယ်စီမှရောင်းတင်လဲဘယ်စီမှအမြပိုင်းတင်လဲဘယ်စီမှအရှုံးပိုင်းတင်လဲကိုအဓိကနီးပညာပိုင်းကဆုံးဖြတ်ရတာဖြစ်ပါတယ်။ technical ရဆုံးဖြတ်ရတာဖြစ်ပါတယ်။အဲ့ဘက်ကကျွန်တော်တို့ကအဓိကနီးပညာပိုင်းကကျွန်တော်တို့အဓိကအားထားပြီးတော့တတိယကိုလည်းမတုံလားတတိယနဲ့လည်းပေါင်းဆက်ပြီးတော့ကျွန်တော်အယောင်းဝဲလုတာမျိုးကကျွန်တော်တို့ပို့ပြီးတော့ risk နေစင်နိုင်ပါလိမ့်ခင်ဗျ။အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ အာဒေါ်လာအင်ဒက်ကလည်းဒီနောက်ဝင်ကြေးမှရှိမှနေဒါမှတွေ့ရတယ်အဲ့အပတကမှာကပားရွှေရာတော့စီအတက်အာဒီ3.5နာမှာတက်တာဖြစ်ဖြစ်ဒါမှလည်းနည်းလေးပြန်ကြတာမျိုးဖြစ်ဖြစ်ကျွန်တော်မြင်ရနိုင်တယ်လို့ကျွန်တော်တော့သုံးသပ်ထားပါတယ်တရင်ပိုင်းရရပေါ့နော်အဲ့အပတကမှာကျွန်တော်တို့မနေ့ဖြန်တပတ်ခါတွေမှာဒေတာတွေထွက်ဖို့ရှိတယ်အဲ့မနေ့ဖြန်တပတ်ခါကကျွန်တော်တို့ဒီပတ်ကပားရွှေစီအတွက်စီအတက်အာတောက်လျှောက်ဆက်ကောင်းမလားအကြလေးနည်းနည်းပြန်မြင်ရနိုင်မလားဆိုတော့ တင်းအချက်လက်ပိုင်းအဖြစ်ရမနဲ့ဖြန်ညလောင်မှာမနဲ့ဖြန်တပတ်ခါညတွေမှာအဖြစ်ပေါ်ဖို့များပါတယ်အဖရိကမှာလည်းမနဲ့ဖြန်တပတ်ခါတွေကိုစောင့်ကြည့်ပလို့ဒီနေ့မှာတော့ဘာသေးသမားမရှိဘူးကျွန်တော်တို့အဲညဘက်အမေရိကန်ဈေးကွက်ဖွင့်တဲ့ချိန်မှာဘယ်လိုမျိုးဈေးအဖွင့်နဲ့လာမလဲအသက်ခန့်ကြက်ကြက်နဲ့ကျွန်တော်စောက်ဖွင့်မလားအကြနဲ့ဖွင့်မလားဒါမှမဟုတ်ဈေးဤတာနဲ့ဖွင့်မလားအရာပဲကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ရဲ့ဒီနေ့ အာဧပြီလ22ရက်နေ့တည်းတာကဘာရွှေစီကွက်တုံးတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတုံးတဲ့ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျာကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်နန်းတွေတက်ရောက်လို့ရပါတယ်အဲအားတွေနဲ့ပတ်သက်ပြီးလဲကျွန်တော်စီကိုပေါ့နော်ဒီ YouTube နေတော့လကောက်ဟော Messenger နေတော့လကောက် Viber နေတော့လကောက်စုံစမ်းမြင်မြင်နိုင်ပါတယ်ခင်ဗျာကဘာရွှေ Twitter အားလုံးပဲကျွန်တော်တို့ဒီနေ့ ဧပြီလ20ရက်နေ့တည်တာအတွက်ကမ္ဘာ့ကျွေးစိတ်တကြအောင်ကျွန်တော်မှန်မှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေပန်ဆန်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ။